တို့ပြတို့မြေစီစဉ်ကပြန်လဲခြေစွလိုက်ပါတယ်ဒီဒီဘက်မှာတော့ချစ်ပြည်နယ်ဖလန်းမြို့အနီးတော်မှာရှိတဲ့မတူကွဲပြားတဲ့ဘာသာတရားတွေနဲ့အတူငိမ့်ညမ်းစွာရှင်တွေ့နေထိုင်တဲ့အကြောင်းတွေကိုကျွန်တော်တို့တို့ပြတို့မြေအဖွဲ့သားတွေနဲ့အတူချင်းဝေါ်မီဒီယာနဲ့ပူးပေါင်းတင်ဆက်ထားပါတယ်ခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအောင်ထွန်းမြင့်ပါခင်ဗျာ ုရဲအဒီဘေကဖာလာမ်ဆိုတဲ့စကားလုံးကနေလာတာဖြစ်တယ်အဲဒီဖာလာမ်ကအဲယင်သွင်းငယ်များခုလုံးရဆိုပြီးတော့မြန်မာလိုဘာသာပြန်လို့ရမယ်ထင်တယ်အဲဆိုတော့ဒီနေရာကကျွန်တော်တို့ဖလာမ်ယင်သွေးတွေအားလုံးအေးအေးချမ်းချမ်းနဲ့ကျွန်တော်တို့ခုလုံးနိုင်တဲ့နေရာတစ်ခုလို့တကားတဲ့နဲ့တန်းပြီးတော့ခန်းစားမိပါတယ်ကြည့်လိုက်ရင်တောင်ဆောင်ကြီး ဒါပေမဲ့အပြင်ဆိုင်တိုင်းဆိုင်တိုင်းကဘယ်အပြင်ဘယ်ဆိုင်ဆိုင်ကောင်းတာပဲထောက်ပတ်ဆိုရင်လည်းတအားကောင်းတယ်တအားလေးတည်တယ်အာအင်တိုင်းအင်တိုင်းကချန်တသေးလေးမလုပ်ရင်မနေတတ်ဘူးဓာတ်မေဩဇာမပါတဲ့တည်ရဲ့တည်ပေါ့ဒီကလမ်းမြုပ်နေကမြို့နယ်စုပေါင်းစပ်တဲ့စုနဲ့ဖွဲ့စည်းထားတာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့မြို့နယ်စုအလိုက်စိုက်ပျိုးတည်နှံ စိုက်ချင်းလာဖြစ်တဲ့မွေးဝမ်းကြောင်းပြုတ်တာများပါတယ်မြို့ပေါ်မှာတော့တရုတ်နဲ့ဂေါ်ခါတွေကြတော့ဒီအများစုကဈေးဆိုင်တွေလောက်ကြတယ်မုံဖုတ်တဲ့စားတဖြစ်နေတယ်ဒီပဝင်းကျင်ကတားကောင်းတယ်ဖလန်းပဝင်းကျင်အကုန်လုံးကောင်းတယ်ဆက်ဆိုင်လည်းကောင်းတယ်နားလည်းမှုလည်းရှိတယ်ပြောတဲ့နေရာစကားမပြောတဲ့နေရာစကားလည်း သူတို့ခွဲခြားပြန်ပြောတတ်တယ်။အခုဒီမှာခရစ်ယာန်လက်ရှိတယ်ဗျာ။မုဒိရှ်လက်ရှိတယ်ဗျာ။ဟိန္ဒူလက်ရှိတယ်ဗျာ။မွတ်စလင်လက်ရှိတယ်။ဒါကသူတို့ကသူ့ဘာသာနဲ့ကိုယ့်ဘာသာအေးစိတ်နေတယ်လို့ဆိုပြီးကြောင်းတယ်။ရှင်ပြည်နယ်မှာဟောအင်္ဂလိပ်ခေတ်တုန်းကတော့မွတ်စလင်ဘာသာလည်းရှိဖို့ပါတယ်လို့ကျမ်းတယ်ဗျာကျွန်တော်တိုက်ထိုင်ဆိုတော့ဗျာ ဩကထလည်းမဟုတ်ဘူးအတူကြီးဖို့လည်းမဟုတ်ဘူးဝိကယ်လည်းမဟုတ်ဘူးဒီတော့ကျွေးရရှိတော့ကဒီလိုပဲအဲ့ဒီဘယ်လိုဝတ်ချောင်းကိုဆောင်နေရလဲခလာမြုံမှာဒီဘာတာကြီးလေးရဲ့စလုံးလေးချမ်းစွာအတူရှင်တွေနဲ့ထိုင်နေပါတယ်ဒီဒီတောင်တန်းတတနာပြုဆရာတော်ဦးဥက္ကမသာရရဲ့မီတင်းတည်င်းတုံးတဲ့ အဲလုံပီတော်တာအကြောင်းလို့ပါလို့နေအဲ့ဒါလို့ねကျွန်တော်တို့ဗုဒ္ဓဘာသာတွေရဲ့ပွဲတွေမှာခရစ်ယာန်တွေသွားတယ်ခရစ်ယာန်တွေရဲ့ပွဲခရစ်မတ်ဆီဘာရီရှင်လေဗုဒ္ဓဘာသာကြီးချင်းတွေပဲကနေလဲတကခန်းစာတဲ့ဖြစ်အဲ့ဒါလို့ဝိုင်းလုံနေတဲ့ဒီမိသားစုအရန်ဆန်နဲ့ဘာမျိုးဖြစ်ပါလဲ မှာဆိုရင်တော့ဒီဟိန္ဒူဘာသာကဒီမှာအယောက်ပထမဆုံးဖြစ်မယ်ဒီခရီးယန်ဘာသာဒီကတော့1900နောက်ပိုင်းမှာရောက်လာတဲ့ဥစ္စာဖြစ်တဲ့အတွက်ကျွန်တော်လည်းမှတ်တမ်းမှတ်ရရဆိုရင်ကျွန်တော်တို့ဟိန္ဒူဘာသာပထမဆုံးရောက်တဲ့ဘာသာဖြစ်တယ်ပြီးတော့ဒီမှာကဒီအင်္ဂလိပ်စစ်သားတွေအတွက်ဈေးဆိုင်ဒီခွင့်ပေးဖို့အယောက်ဝယ်လို့ဖို့ပေါ့သူတို့လည်းခေါ်လာခဲ့တယ် စားရောက်လာတဲ့အချိန်မှာကျွန်တော်တို့ဒီတာလ်မာတနေရရွာတေပေးတယ်အင်္ဂလိပ်တရားနောက်လုံပြီးမှတနေရတေပေးတယ်ပြီးတော့ဖလမ်မြို့မှာကတော့ဒီအစိုးရဝန်ထမ်းနဲ့ဈေးရောက်တဲ့ဂုခဖွဲ့ပေါ့ဟိန္ဒူဘာသာဝင်တွေရောက်လာချင်းဖြစ်ပါတယ် ဒါတော့ဒါစီးပွားရဲ့အနေအထားရပေါ့ပထမတော့ဒီဇေဟောင်းဆိုအကုန်လုံးကျွန်တော်တို့ဘာခါဖွဲ့ဟိန္ဒူဘာသာဝင်တွေဒီအောက်ပိုင်းမှာပဲမြို့ရှိတာပေါ့ဒီအပေါ်ပိုင်းမှာမြို့မရှိဘူးအစိုးရအဆောက်အဦပဲရှိတယ်ဆိုတော့ဒီသူတို့ဟာဒါအခုလူနေစုဖြစ်ရတာကစီးပွားရဲ့အနေအထားရဒီမှာကတိတ်ပြတော့စီးပွားရေးပါမှမရှိဘူးလေအယောင်ဝင်ပဲရှိတယ်ဆိုတော့ ဒီအယောင်းဝယ်စီလို့နောက်ကျွန်တော်တို့လည်းဒီမှာယက်တီနိုင်တာကတော့ဒီဖះချောင်းစီလို့ယက်တီတာပဲဖះချောင်းမရှိရင်တော့ဟာတော်တော်လေးယက်တီဖို့အခက်တယ်ကျွန်တော်တို့ဒါမြို့ဆက်မပြတ်သွားအောင်ပေါ့နော် မပြတ်တော့ဒီဆိုင်ခန့်တွေကိုလည်းကျွန်တော်တို့ဆောက်လုပ်ဆင်ပြပါတယ်တကယ်လို့ဆိုင်ခန့်တွေမဆောက်ပေးဘူးဆိုင်တွေဘာဒီရောင်းဆရာလည်းရှိတယ်ဒါပေမဲ့မရောင်းနိုင်ဘူးအခန့်ငှားဖို့လည်းမရှိဘူးဆိုရင်တို့တို့ခါရောက်သွားမယ်ဆိုပြီးမှဘာပဲဖြစ်ဖြစ်အာကျွန်တော်တို့ဆိုင်ခန့်လုံးနိုင်တဲ့လူကျွန်တော်ဆိုင်ခန့်ယူကြပါဆိုပြီးမှဒီဆိုင်ခန့်တွေကိုဆောက်ပေးခြင်းဖြစ်ပါတယ်တို့ကိုဘယ်မှာမှမတော့အောင်ပေါ့နော် ဒီမှာပဲနေနိုင်အောင်ဒီဖခင်အကြောင်းကိုကျွန်တော်ပဲမဟုတ်ဘူးသူတို့လည်းပြုစုဆောင်ရှောက်နိုင်အောင်ဆိုပြီးမှဒီဆိုင်ကန်ဒီကိုကျွန်တော်တို့ဖွင့်ရခြင်းဖြစ်ပါတယ်။ မွေးကလေးကနေနေတာပေါ့နော်ခုအသက်82နှစ်ရှိပြီဒီမှာပဲနေတယ်အခုနေတာကကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်ပဲနေတယ်ကျန်တဲ့ဥစားကလေးတရားတော့အကုန်နိုင်ငံချက်ရောက်ကုန်ပြီပေါ့ဒီမှာကလေးမှာသမီးတယောက်ရှိတယ်ကျွန်တော်လည်းအိမ်ကလေးမှာရှိပါတယ်ဒါပေမဲ့ဒီဖခင်เจ้าကိုတန်ရုံစဉ်ရှိလို့ကျွန်တော်ကတော့ဒီမှာပဲနေတယ်နောက်ကျွန်တော်နေနိုင်တဲ့ဥစားကလည်းကျွန်တော်တို့ဒီမုတ်လုံးငန်းလေးတွေပေါ့ဘေကရီလုပ်တယ်ဒီဘေကရီကနေရတဲ့ ကွာနဲ့ကျွန်တော်တို့အတက်မွေးဝင်ကြောင်းလုပ်တာပေါ့အစကတော့ကျွန်တော်အစိုးရဝန်ထမ်းပါဆိုရတမမဦးစီးဌာနမှာဦးစီးအရာရှိထိကျွန်တော်အာဒီဇိုင်းထိရောက်တာပေါ့အဲ့ဒါနဲ့ပင်စင်စားပြီးခုအာပင်စင်ကတင်းချောရနေပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ရက်တည်တာပေါ့မြူဆက်30ဆက်ပေါ့မြူဆက်20လောက်ပဲရှိတယ်ကျွန်တော်အဖေတို့နေတယ်နော်အဲ့ဖူးနေနေတယ်အဖေနေတယ်ကျွန်တော်တို့ဆိုမြူဆက်30ဆက်ပေါ့နော် เนาะตาตะเมียก็ไม่เหนรอกูบ่ไม่สิดอกကျွန်တော်တို့ဘာသာရေးပွဲကအာကရစ်နတ်တမီစီတဲ့နောက် ဒသရာရှိတယ်ဒီဝါလီရှိတယ်နောက်ဒီအာရှိဘဖယားပွဲရှိတယ်နေဒခရစ္စနာဖယားပွဲတို့နောက်ဒသရာခရစ္စနာဖယားပွဲဆိုရင်ကျွန်တော်လုံပြင်းနဲ့ဖလန်းနဲ့ပေါင်းပြီးမှဒီမှာလုပ်ပါတယ်နောက်ဒသရာတို့ဒီဝါလီဆိုတဲ့ပွဲတွေကကိုအိမ်မှာပဲလုပ်ကြတယ်ဒီဖယားပွဲရှိဘဖယားပွဲကြတော့သူကတနှစ်မှာတစ်ချိန် ဖေဖော်ဝါရီနဲ့မတ်ချာထဲမှာမေရန်ရှိတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ကလေးတမုံမန္တလေးဒီအလူတွေကျွန်တော်တို့ပြင်ပါတယ်ငါတိုက်တိုက်မိုက်မိုက်ပေါ့စီစီကာကာပေါ့ဆိုပြီးတက်တူတူလမ်းမျိုးကတော့ကျွန်တော်မြို့လေကျွန်တော်ငွေဖွားတဲ့မြို့ကျွန်တော် အဖေလည်းဒီမှာပဲမွေးတာအမေလည်းဒီမှာပဲမွေးတယ်ဆိုတော့ဒီကျွန်တော်တို့မြို့ဖလားမြို့ဟာကျွန်တော်တို့မြို့လူပဲကျွန်တော်တို့ခံစားတယ်ဖလားမြို့အတွက်အဆအဆအရာရာလုပ်မယ်ဆိုရင်လည်းကျွန်တော်တို့မြို့မြို့မြို့ဖတ်ဖက်မှာကျွန်တော်ပါဝင်နေတော့ဒီမြို့မြို့မြို့ဖတ်ရဲ့အဆောင်ရက်အထဲမှာပါပြီးသားကျွန်တော်ရဲ့အဆောင်ရက်မှာဒီထဲမှာပါပြီးသားလို့ကျွန်တော်ခံယူပါတယ် ်အလုံးမင်္ဂလာပါဗျာတကယ်မင်္ဂလာပါโอเคเนาะดุนิดุนิสิเนี่ยจะตัวอัปโนมาครับคุณรู้จะเราดุนิดุนิสิเนี่ยมาคุณบอกดิสเซมิเนี่ยแล้วเราเนี่ยมีนี่ก็จะติดตัวอย่างนี้ต่อไปโอเคครับครับเนี่ยมีนี่ก็มาแล้วทุกทีนี่ก็จะอย่างนี้ไม่เสร็จไม่พอครับดุนิดุนิสิเนี่ยจะติดต่อหมดเนาะอารมณ์ติดต่อ ကျွန်တော်အနာမည်ကတော့ဦးလွန်တင်ပြန်ပါကျွန်တော်1996နှစ်မှာအစ္စလမ်ဘာသာဝန်တဲ့နော်မွတ်စလင်ဖြစ်ပါတယ်ဖလာမျိုးမှာကျွန်တော်နေပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့တိခါတော်ရဒေါက်တာဖွန်ထမ်အွိဖြစ်ပါတယ်ဖလန်ဟစ်ချင်းတင်တော်ရဲ့တင်းတို့ဆရာဖြစ်ပါတယ်ဖလာမျိုးမှာမွေးပြီးမှဒီနေ့ထိဖလာမှာ ခရိယတာနာမှာပါဝင်ဆက်ကလက်ရှိတဲ့အမှုတော်ဆောက်တပါဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါကျွန်တော်အကြတော့ဟင်ကူမာခတိယရာဖြစ်ပါတယ်ကျွန်တော်အမည်အကြတော့ကျွန်တော်ကအာဟိန္ဒူဘာသာဝင်ဖြစ်ပါတယ်ဗျာကျွန်တော်ကအရင်အကြတော့တမှုမှာအာဘာသာဘာသာကျောင်းမှာလှုပ်ဆောင်ကြပါတယ်အခုကဖလန်းကရှောက်လို့ဖလန်းမှာလာပြီးမှအတင်းဆရာလုပ်ပါတယ်ဗျာ ကဲ့ပါအခုလို့ဒါယုံကြည်ကိုယ်ကွယ်မှုတွေမတူညီတဲ့ပုံကို၃ယောက်ဒီလိုသကဝိုင်းထဲမှာပေါ့နော်အတူတူအပူပေါင်းဆောင်ရတာဟောကောဒါကျွန်တော်တို့မြင်ရတွေ့ရတာဟောကောတကယ်ကြည်နူးစရာကောင်းပါတယ်အဲ့တော့ပရမအောင်ဆုံးအနေနဲ့ပေါ့နော်ဒီဘက်ကအစ္စလမ်ဘာသာဝင်ကိုယ်ကွယ်တဲ့အငယ်အနေနဲ့ဒီ plan ဒေတာမှာရှိတဲ့ဒီမတူခွဲပြားတဲ့ဘာသာဝင်တွေကငင်းညမ်းစွာရှင်တွဲနေထိုင်တဲ့အကြောင်းလေးကိုအငယ်ဘွားရဲ့ ဒီဖြတ်တန်းမှုတွေထဲမှာပေါ့နော်မမတ်ရရဘာတွေများရှိမလဲဗျအဲ့ဒါလေးလည်းကျွန်တော်အရင်စပြီးတော့ပြောပြပေးပါအောင်ကျွန်တော်တို့ချင်းပြည်နယ်ကျောအစ္စလမ်ဘာသာကျွန်တော်တရပ်ပဲရှိတယ်ဘာသာကြီးရတော့ကိုင်းအမြဲရှိရတယ်38ကိုင်းလောက်ရှိတယ်ဆိုတော့ကဘာသာကြီးအချင်းချင်းကတော့ရှင်းလုံးငယ်ရပါတယ်ချင်းပြည်နယ်မှာကျတော့ဘယ်တော့မှမထည့်ရလို့လည်းမရှိဘူး အားလုံးငွေတုံမြတ်ကျွန်တော်တို့ဇင်းနှစ်ခင်မြင်ကြပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဖလန်ကတထောင်ရှိရကိုစနေရနေအင်္ဂလိပ်အစိုးရကစတင်တည်ထောင်တဲ့မြို့ဖြစ်ပါတယ်ဘီပကရောဘီဒွင်းကရောအပြည့်အများတော်အများတော်ဖြစ်အောက်ပြည့်ဖက်ကပေါ့နော်အဲ့ဒါဖလန်ကိုတက်လာမှာအင်္ဂလိပ်အစိုးရရဲ့ရုံးမှာဝန်ထမ်းပေးမှာဖလန်ကိုလူမျိုးပေါင်းစုံဘာသာပေါင်းစုံနဲ့စတင်မှာရင်းရင်းနေနေချစ်ချစ်ခင်ခင်နဲ့နေလာခဲ့တဲ့မြို့ဖြစ်ပါတယ်ယနေ့မှလည်းတည်တဲ့ တိုင်းပဲဘာသာကြီးအဖြစ်ပြောမယ်ဆိုဘာသာကြီး၄ပါးရှိပါတယ်။အဲ့ဒီထဲမှာခရစ်မာလည်းအတင်းတော်ကိုင်း40လောက်ရှိပါတယ်။ဒါပေမဲ့ဒီနေ့ဒီစီစီလုံးလုံးဘာသာကြီးနဲ့သက်ဆိုင်တဲ့အပြည့်အစုံတစ်ခုမှမရှိဘူး။ပြီးတော့ဒီကအဖြစ်အခုလိုမျိုးဘေးကဆူးတွေပေါ့ natural disaster တွေဖြစ်လာတဲ့အခါမှာဘာသာကြီးကိုမကြည့်ပဲနဲ့ဒီလူသားချင်းစာနာတဲ့စိတ်ဓာတ်နဲ့စီစီလုံးလုံးဒီနေ့ထိ နေတဲ့မြို့ဖြစ်ပါတယ်ဆိုတာကျွန်တော်ရဲ့အတွေ့အကြုံခန်းစားချက်ပေါ့အဲ့ဒါနည်းနည်းကျွန်တော်ဖော်ပြလိုပါတယ်ကျွန်တော်အခုရောက်တာတနစ်ရှိပါပြီဗျဖလန်းကိုကျွန်တော်ဒီရဇာတိလည်းမဟုတ်ဘူးအာကျွန်တော်အတွေ့အကြုံကျွန်တော်အမြင်ကျဲတဲ့လောက်ကတော့ဖလန်းမှာတော့အေးချမ်းတယ်ဘာသာရေးနဲ့ဆိုင်ဆိုင်လူမှုရေးနဲ့ဆိုင်ဆိုင်အာတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နေတတ်တယ်အာ standard ရှိတယ်တရားလူနေတယ်နေပုံထိုင်းပုံစားစားပုံတွားပုံလာပုံအာ စကားပြောပုံပြောတဲ့နေဟာမပြောတဲ့နေဟာအဲ့လိုမျိုးကောင်းတယ်ဖလန်းကနေလို့ပြုဖို့စားဖို့တောက်လို့ရာဒီယိုလို့လည်းကောင်းတယ်ဘာသာရေးနဲ့ဆိုင်နေဆိုင်နေဘာသာရေးနဲ့လည်းပဲပတ်သက်နာမရှိဘူးကျွန်တော်တို့ဟိန္ဒူဘာသာလည်းအမ်နိုင်ဖြစ်ဖြစ်ဒါရေးဖြစ်ဖြစ်ခေါ်တယ်ခရစ်ယာန်ဘာသာလည်းရတယ်ရောအမ်နိုင်ဒါရေးဖြစ်ဖြစ်အမ်ခရစ်ယာန်ဟိုခရစ်မတ်ပွဲဆိုင်နေကျွန်တော်တို့သွားတယ်သူတို့ ခရခရိယဘာသာလဲကျွန်တော်တို့ဂေါ်ခါဟိန္ဒူဘာသာတဲ့မှာဒီဝါလီစံကပွဲအဲ့လိုပွဲတွေပါလို့ဆိုရင်လဲခေါ်တဲ့အကလုံးနိဒူညီမကျင်းပြကျင်းပါပြီးမှနေထိုင်ကြပါတယ်အေးအေးချမ်းချမ်းရှိပါတယ်ဖလန်းကဟုတ်ကဲ့ပါအဲ့တော့အခုလိုဒီကိုဗစ်ကာလပေါ့နော်ဒီကမ္ဘာကာယောဂါကြီးကလည်းမြန်မာနိုင်ငံမှာကြာရောက်နေတဲ့အချိန်ဒီချင်းပြည်နယ်မှာလည်းဒီလိုအခက်အခဲတွေဒီလိုပြဿနာတွေဒီကျန်းမာရေးဆိုင်ရာကိစ္စတွေကြုံတွေ့နေရတဲ့ခါမှာ ဘာသာမတူညီတဲ့ပုံကိုယ်တွေအနေနဲ့ပူပေါင်းဆောင်ရွက်မှုအခြေအနေတွေရောဘယ်လိုရှိလဲပြအဲ့ဒါလေးကျွန်တော်စပြီးပြောပြပါအောင်အငယ်ချင်းပြည်နယ်မှာကျတော့ဒီလိုအခက်အခဲမရှိပါဘူးဆိုပါတော့ဗျာဘာဖြစ်လို့ဆိုရင်ဒေတာအဆအစာတွေတင်းတန်းနေကျွန်တော်တို့အကောတယ်မူရတီဆိုလို့ရှိရင်လည်းကုန်းဆိုတော့ဗျာမိပြန်ခနေစံမတတ်နိုင်လို့ရှိရင်နည်းနည်းပြဿနာခက်ပါတယ်မူရတီကျလို့ရှိရင်တော့လမ်းပြူတာတို့ကုန်းဆိုတော့ဗျာ ဇီဆန်နာရောရှိလို့တတာရီပြက်လိုက်မိပူကားရီအာကာလန်ဒီပူလိုက်ဆိုတော့ကကျွန်တော်တို့ပြေတနာလေးလငါးလလို့ဆိုရင်တော့ကျွန်တော်တို့ပြေတနာဖြစ်ပါတယ်အခု covid 19ဖြစ်လာတဲ့ခါမှာဖလာမြို့မှာတော့အဲ့ဒီရောဂါတဲတော့မရှိဘူးပေါ့ဒါပေမဲ့အခြားတိုင်းပြည်နေပြန်လာပြီးမှအဓိကဖြစ်အိန္ဒိယနိုင်ငံဖြစ်ထိုင်းနိုင်ငံဖြစ်နေပြန်လာတဲ့ဖလာမြို့မှာကွာရန်တင်းထားမယ်ဆိုတော့ ချင်းလိုမျိုးမြဲရှိတယ်။အဲ့ဒါတွေက COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီရဲ့စီစဉ်မှုအဖြစ်ကွရန်တင်းထားတဲ့ခါမှာလူမျိုးဘာသာမရွေးပေါ့ဘာသာပေါင်းစုံလဲပါပါတယ်။ပြီးတော့တာဝန်ယူတဲ့ပုဂ္ဂိုလ်ရဲ့ဌာနဆိုင်ရာတီးတီးလဲပါတယ်မြို့မြို့မြို့ဖားလဲပါတယ် CSOB ရဲ့ပါတယ်ဘာသာပေါင်းစုံလဲပါတယ်။အဲ့မှာညီညွတ်ရောပေါ့နေလင်းကနေအလုပ်ထားတဲ့ခါမှာလူငယ်ကအားလုံးအဲ့လိုလုပ်တဲ့ခါမှာကိုဘာသာသူ့ဘာသာဆိုမထားဘဲနဲ့အခုက COVID-19 မှာလည်း ဒီဘာသာလူမျိုးခွဲခြားမှုမရှိဘဲနဲ့ချစ်ချင်းမေတ္တာကိုခြေခံထားမှလူသားရင်းမြစ်ကိုကာကွယ်ဆောင်ရှောက်တဲ့အနေနဲ့ကျွန်တော်တို့တတ်နိုင်လို့ပေါ့အလုံးဝိုင်းဝန်းကူညီကြတယ်ဟုတ်ကဲ့ပါအဲ့တော့ခုဆိုလို့ရှိရင်ပေါ့နော်ဒါကျွန်တော်တို့ဒီတကဘာလုံးကလည်းဒီနေထိုင်မှုပုံစံကဒါ new normal ပုံစံအဖြစ်နဲ့ပြောင်းလဲသွားတဲ့ခါကျတော့ဒီလိုကိုယ့်ရဲ့အရင်မျိုးဖလာယုံကြည်ကိုယ်ွယ်မှုတွေ delay site တွေရောအပြောင်းလဲတွေရှိလာဥပမာ suit down မှုတွေကအစား ဒီပေါ်မှာရောတခြားဘာသာဝင်တွေကရောပူပေါင်းဆောင်ရွက်မှုအနေထားသူတို့ရဲ့ယုံကြည်မှုအနေထားရောဘလို့အပြောင်းလဲတွေသူတို့ရဲ့စိတ်ခံစားချက်တွေဘလို့ရှိလဲဗျအဲ့ဒါလေးလည်းပြောပြပေးပါဦးဟုတ်ကဲ့ပါကိုကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လာရင်ကျတော့ကျွန်တော်တို့ဘာသာရေးနဲ့ဆိုင်ရင်ကျတော့ကျွန်တော်တို့အရင်တော့ကိုရိုနာဗိုင်းရပ်စ်မရှိခင်ဆိုရင်ကျွန်တော်တို့တနင်္ဂနွေနေ့ဖခင်အကြောင်းအားလုံးလာကြတယ်ဆူတောင်းပွဲလုပ်တယ် အဲတရားဟောတယ်အခုကိုရိုနာဗိုင်းရပ်စ်ဖြစ်တာလဲ3လနီးပါးလောက်ရှိပြီအဲ3လအတွင်းကိုကျွန်တော်တို့စမြန်မာပြည်မှာဝင်လာအစားပေါ့အဲနောက်ပိုင်းကိုကျွန်တော်တို့ဖះเจ้าမှာလဲဂေါပခအဖွဲ့တီစူပောင်းပြီးမှဘတ်စတာရောအဲအကလုံးစူပောင်းများအစည်းအဝေးထဲမှာကိုဒီကိုရိုနတင်းကာလာကိုဒီဗိုင်းရပ်စ်ကာလာကို ကျွန်တော်တို့ဖះเจ้าမှာဆရာပဲအဲဝှက်ပြူပါဆူတောင်းပါအဲကျွန်တော်တို့ကြတော့အဲ ဒီကာလမှာကျတော့ကျွန်တော်တို့ဖះအကြောင်းလဲသိတယ်ဆိုတော့အဖះတချင်းဆိုတာတရားဟောတာကျတော့အဲ့လိုအဲ့လိုမျိုးအခမ်းအနားပေါ့အဲ့လိုမျိုးဖះအကြောင်းတဲ့မှာတော့မလုပ်ဘူးအာအဲ့ဒါပဲတခြားတော့အကလုံးကောင်းပါတယ် covid 19ဖြစ်တာတဲ့အခါကျတော့ကျွန်တော်ယုံကြည်ခြင်းနဲ့ထုံးလန့်စင်လာရယုံကြည်ခဲ့ပိုင်းမှာနည်းနည်းပြောအပြောင်းလဲတော့အနေနဲ့နည်းနည်းရှိတယ်အဲ့လိုဖြစ်တဲ့အခါကျတဖက်တည်းသာဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့အများအားမိသားဖွဲ့လာတဲ့ အချင်းကနွေထွေးမှုနဲ့အခုကစိတ်ဓာတ်အဖြစ်ပေါ့နော်စိတ်ဝိငင်ဆက်သွယ်မှုပိုင်းမှာမိမိအိမ်မှာနေပေမဲ့တစ်ဖက်တစ်ဖက်ဖုန်းနဲ့ပြောမှနွေနွေထွေးထွေးလေးတော့ရှိပါတယ်ဒါပေမဲ့တစ်ဖက်မှာပြောလာကအဆုအဝေးအဖြစ်ခွန်အားရနေတဲ့ခရိယာများမှမိမိအိမ်ထောင်ဆိုမိမိကိုပိုင်ယုံကြည်ခြင်းကိုတော့တူပေါ်လာတဲ့အပိုင်းကတော့အဆူအနေအကောင်းပါဒါရှိတယ် ီးတော့နည်းနည်းထိခိုက်မှုပိုင်းမှာတော့ဘုရားမှာကျွန်တော်တို့ဘုရားကြောင်းမှာလိုင်းမှာဆိုးရင်မအလိုငွေထဲ့တော့ပါတော့မရှိတဲ့ခါကြတော့တို့ရဲ့ဘေးလိုချင်းစိတ်ကလည်းနည်းထိခိုက်မှုတော့ရှိတယ်အဆုနဲ့ပြုတ်မယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့စိတ်ဓာတ်ပိုင်းမှာဒါနည်းနည်းလွတ်လပ်မှုမရှိသလိုခံစားရတဲ့ပိုင်းတော့စိတ်ဓာတ်ပိုင်းမှာလည်းနည်းစိတ်ဓာတ်ပိုင်းမှာနည်းထိခိုက်မှုတော့ရှိတယ်ဒါပေမဲ့ဘုရားနဲ့ဒီဘုရားအကြောင်းနဲ့တော့အသိတော်အကြောင်းနဲ့ပြုတ်မယ်ဆိုရင်ဒါကိုယ်အနေနဲ့မှာဘုရားစီဟုတ်တဲ့ခါကြတော့ဒီအဲ့လောက်ထိပေါ့ယုံကြည်ခြင်းမှာတော့ထိခိုက်မှုတော့မရှိဘူး ဒါပေမဲ့လူမျိုးပြိုင်မှာတော့မတွေ့ရမတော်ရဆိုတာမြဲတဲ့ခါကျတော့နည်းနည်းပါတော့ဒီနည်းနည်းတီချာနေတဲ့လူကိုခံစားရတော့ရှိတာပေါ့ဒီကိုဘေကာလာမှာရှုံရှုံမှုကတော့ကျွန်တော်တို့ဒီနွေရာဒီကာလာအကြောင်းကလေးတွေကြောင်းပစ်တဲ့ချင်းကိုအာကျွန်တော်တို့ဘာသာရေးစာဘာသာရေးစကားအာလူမျိုးမှာ ဘလို့နေရမယ်ဘလို့စားရမယ်ဘယ်ဟာစားတင်တယ်ဘယ်ဟာမစားတင်တယ်အဲ့လိုမျိုးတင်နန်းနေပါတယ်ပြေးတာရှိတယ်ဗောနွေရသည်3လဆိုရင်အဲ့ဒါရှုံရှုံမှုကအဲ့ဒါတခုရှုံရှုံရသွားတာဗောဒီနေ့ကကြတော့ virus covid virus ကြောင့်အဲ့ဒါတခုနှစ်နာကြီးအဲ့ဒါနာပါတယ်ဒီနေ့ကရှုံရှုံမှုကအဲ့အဲ့တခုပဲပါခလေးတွေကိုစားမတင်ပြရဘူးအမ်အဲ့တခုပဲနည်းနည်းရှုံရှုံမှုဖြစ်ပါတယ်တခြားတော့အားလုံးကောင်းပါတယ်ဟုတ်ကဲ့ပါအဲ့တော့ ချင်းပြည်နယ်ဟာဆိုလို့ရှိရင်ပြောမယ်ဆိုရင်လမ်းမဆက်သွေးကြီးလက်ခက်ခဲတဲ့ပြည်နယ်ပေါ့ပြီးတော့ဖွံ့ဖြိုးရေးလည်းနည်းနည်းနောက်ကျတဲ့ပြည်နယ်တွေမှာလည်းပါတယ်အဲဒီခါကျတော့ဒီဘာသာရေးပိုင်းဆိုင်ရာမှာလွတ်လပ်စွာယုံကြည်ကိုးကွယ်မှုအပိုင်းကျတော့ဟောဒီလိုတခြားချင်းပြည်နယ်မှာခရစ်ယာန်ဘာသာကိုကိုးကွယ်တာများယူမယ်တခြားဘာသာဝင်တွေလည်းတွေ့ရတယ်အဲ့တော့တခြားဘာသာဝင်တွေနေလွတ်လပ်စွာယုံကြည်ကိုးကွယ်မှုအပိုင်းသူတို့ရဲ့ဒီဘုရားကျောင်းငန်းဒီစီဒီပစိုးတွေနောက်ပြီးတော့ ဒီဘလီတို့ပေါ့နော်ဘုရားအကြောင်းနဲ့အဲ့ဒီရဲ့ဟိုအခြေအနေပေါ့အဲ့ဒီမှာဒီချင်းပြည်နယ်ရဲ့ဒီလောလောဆယ်ယုံကြည်ကိုကွယ်မှုနဲ့ပတ်သက်တဲ့အခြေအနေလေးကိုလည်းကျွန်တော်ကိုမျိုးလုံးနဲ့မြင်အောင်နည်းနည်းတော့ပြောပြပေးပါအောင်ခင်ဗျာကမ္ဘာ့ကပကဖွင့်နေမမီးတွေကပုတ်ချတာပဲအဲ့လိုပဲအခုကျတော့ချင်းပြည်နယ်မှာဘလီတလုံးပဲရှိတယ်ကျွန်တော်စောင့်နေတယ်အဲ့ဒါအဲ့ဒါပဲရှိတယ်ကျွန်တော်မိသားစုတွေလည်းအဲဒါဖက်မှာတတ်တမီးတို့လည်းကျောင်းမထက်တော့ဘယ်ဘယ်အထောင်ချက်ပုံပြီးပြန် ခရီးယန်ဖြစ်တော့တယ်။ဒါခရီးယန်နဲ့ကျွန်တော်တို့မွတ်စလင်ကတော့အဲနည်းနည်းကလာစီရတယ်မစားတင်တာမလုပ်တင်တာဒီပါနေဟုတ်ဗျအဲ့ဒါစီကန်စီတို့အဲကျွန်တော်ဆီမှာမနေချင်ချက်ဘူးဗျအစ္စလမ်ဘာသာဝန်ဘာလို့ကျွန်တော်လည်းမခိုင်းပါဘူးဗျဆိုတော့ကတော့ဒါအခုဆိုရင်တော့ကျွန်တော်စာတတ်တဲ့လူများအများကြီးရှိတယ်နိုင်ငံချဲ့တော်တဲ့လူလည်းအများကြီးရှိတယ်ဘုဒ္ဓတရားကြီးကြားကြတယ်ဗျဘာသာကြီးမှဆွဲဆောင်မှုဘာမှ အဲမလို့တော့ဘူးလို့ကျွန်တော်ယူဆပါရကြအဲ့ဒါပဲပြောချင်ပါတယ်ဟုတ်ကဲ့ဟိုဆရာတော်ထပ်မေးချင်တာကလေဒီခရစ်ယာန်ဘာသာဝင် ကိုးကွယ်တဲ့လူတွေနေတဲ့ဒီချင်းရိုးရာပေါ့နော်မီယိုဖလာဒီယုံကြည်ကိုးကွယ်မှုတွေဟာဒါလူမျိုးတိုင်းမှာအရင်တည်းကရှိခဲ့တယ်ပေါ့နော်ဒီလိုအဲ့လိုမီယိုဖလာယုံကြည်ကိုးကွယ်မှုဒီလိုမီယိုဖလာဒလေးထုံနှဲစင်လာတွေရောဒီချင်းပြည်နယ်ဒီ plan မျိုးရဲ့ မျိုးသူမျိုးသားတွေကြားထဲမှာရောဒီနေသားလေးရောဘယ်လိုရှိလဲဗျာဒီမျိုးပလာယုံကြီးကိုကိုွယ်မှုဘိုင်းဆိုင်ရာဒလေထုံးတန်းစင်လာတွေရောဆက်လက်ထိမ့်သိမ့်လာရှိလားပျောက်ကွယ်သွားပြီလားဘယ်လိုနေသားလေးရှိလဲဗျာအဲ့ဒါလေးလည်းပြောပြပေးပါဦးဟုတ်ကဲ့ဒီခရီးယားမဝင်ခင်မှာတော့ချင်းနဲ့ရိုးရာထုံးတန်းစင်လာနဲ့ကိုကိုွယ်မှုပြုချင်းစရောရှိပါဘူးဒါမြတ်တော့ဖြင့်ခရမဝင်ခင်မှာတော့ဘာသာရေးဆိုတာကအရင်ကျင်းမအောင်ပါပဲ အရင်ဒီပကြုံကြည်ဖို့နဲ့ဖြစ်လာတဲ့ခါကျစာဝတ်နေစာဝတ်ဝတ်စင်ပုံစားပေါ့နေထိုင်ပုံကစားအဲ့လိုဖြစ်လာတဲ့ခါကျတော့စာဝတ်ဝင်ချင်းတော့နေနေအဲ့ဒါကတိတ်ပြီးတော့ဘာသာရေးမဟုတ်ဘူးဆိုရင်နေငင်းပယ်တဲ့အပိုင်းတော့ရှိတယ်ဒါပေမဲ့တဖြည်းဖြည်းခရိယံကနည်းနည်းနဲ့သူသဘောပေါက်သဘောပေါက်လာတဲ့ခါကျတော့ဒီဟာတွေကဖျားပေးထားတဲ့ဟာတွေပဲဆိုပြီးကိုယ်ရင်ဂျင်းဖို့ထဲကနေကောင်းမြတ်တဲ့အရာတွေကောင်းတဲ့ရင်ဂျင်းဖို့တွေပြီးတော့ထင်းသိမ်းထင်းသိမ်းပေါ်ထုတ်နော် ထိမ့်သိမ့်တာကျွန်တော်ပေါ်အရင်ပေါ်ထုံးကထိမ့်သိမ့်တာတွေရှိတယ်ပြီးတော့မပေါက်တဲ့ရင်ကျုံမျိုးဥမာပေါ်ဒါချစ်တောင်တော့မရှိဘူးပေါ့တခြားနိုင်ငံမှာပြောပြတဲ့ head hunter ဆိုတဲ့ကွန်ပျူတာစာရုပ်အဲ့ဒါမျိုးတွေပေါ့တဘောအဲ့လိုမျိုးကျွန်တော်ချင်းတို့မျိုးထဲမှာယဉ်ကျေးမှုထဲမှာမကောင်းတဲ့အစီအလာတွေအယူသိမ်းမှုတွေရှိတယ်အဲ့ဒါကြတော့ကျွန်တော်ယုံကြည်ချက်ရအနိုင်မျိုးအနိုင်မျိုးရမယ်ဆိုရတာကိုဖြတ်တယ်တည်ကောင်းအဖြစ်ပေါ့ခရစ်တော်ကယ်တင်ခြင်းအဖြစ်အဲ့ဒါကိုဖြတ်ပြီးမှဒီကောင်းတဲ့ယဉ်ကျေးမှုထိန်းသိမ်းမှနော်ပေါ်ထုတ်တယ် ထိမ့်သိမ့်တယ်အဲ့လိုမျိုးတော့ရှိလာတယ်ကိုကဒီမချင်းပြည်နယ်မှာဆိုလို့ရှိရင်ဥမာတို့ရဲ့ရိုးရာဒလေးထုံတန်းဆင်လာတွေကရှိတယ်ဗောဥပမာတို့မင်္ဂလာဆောင်ကျင်းပတာတို့အလူကျင်းပတာတို့အဲ့ဒီလိုပွဲလန်းသဘင်တွေမှာကိုယ့်ရဲ့ယုံကြည်ကိုးကွယ်မှုအနေထားနဲ့ယုံကြည်ကိုးကွယ်မှုမှာရှိတဲ့ဟိုလိုက်နာရမယ့်စီကံတွေနဲ့ပတ်သက်ပြီးတော့တဟဇာတာဖြစ်မှုမဖြစ်မှုဘလို့အနေထားရှိလဲဗျအဲ့ဒါလေးလည်းကျွန်တော်လည်းတော့ပြောပြပေးပါအောင် ကျွန်တော်တို့အခုဒီကိုရိုနာဗိုင်းရပ်စ်ကြောင့်ဟိုမင်္ဂလာပွဲတွေဓာရီအစားပေါ့နော်အဲ့ဒါတွေကမဖြစ်ဘူးအဲ့ဒါတွေကိုလောက်ခွင့်ကျွန်တော်တို့ကမပေးဘူးစောင့်ကျင်တဲ့လူကတော့ရှိတယ်ဒါပေမဲ့မစောင့်ခိုင်းဘူးနောက်မှဗိုင်းရပ်စ်အခြေအနေမြန်မာပြည်မှာကောင်းလာမှနောက်မှဆွေးနွေးပြီးမှအကိစ္စကိုအရှိုပ်လို့မယ်အခုကတော့လောလောဆယ်ကတော့အဲ့ဒါတွေမလုပ်ဘူးပြီးရင်ကျွန်တော်တို့ကအခုကျွန်တော်တို့ရှိတဲ့ပွဲတွေ ဒီမိုးရွှင်းမှာလည်းမိုးရွှင်းကာလမှာလည်းပွဲတွေအများကြီးလာတယ်။အဖះပွဲတွေရောလာလာတဲ့ဟာသမ ्या အလုံးကိုလည်းရက်တည်မယ်။အဲဒါကိုလူအများစုနဲ့မလုပ်ဘူး။ပါစတာနဲ့လုပ်မယ်ပေါ့နော်။ဆရာဒီကျောင်းတိုင်းကျွန်တော်နဲ့ပဲအဲဥက္ကဋ္ဌတယောက်နဲ့နှစ်ယောက်ပဲ။နှစ်ယောက်ပဲတူတူအဲလေထုံးစံကျွန်တော်တို့ဘာသာရေးဖះပွဲတွေကိုနှစ်ယောက်ပဲလုပ်မယ်။ဂျန်တဲ့လူအများစုနဲ့မလုပ်ဘူး။လူအများစုနဲ့မလုပ်ဘူး။အဲအဲ့လိုမင်္ဂလာဆောင်ပွဲတွေလည်း မလုပ်ဘူးလို့အဲ့ဒါပဲကျွန်တော်အစည်းအဝေးမှာကပ္ပကဖွင့်တယ်လို့ပြောထားပါရှိပါတယ်ဟုတ်ကဲ့ပါအခုလို့ကျွန်တော်တို့ဒုပြေဒုမြေအစည်းအဝေးမှာပူပေါင်းပါဝင်ပေးတဲ့ဒီစကပိုင်းလေးဖြစ်အောင်ပူပေါင်းပါဝင်ပေးတဲ့လူချင်းမင်းတွေအားလုံးကိုကျွန်တော်တို့ဒုပြေဒုမြေကိုစားကျွန်တော်အထူးပဲကျေးဇူးတင်တယ်လို့ပြောပြပါတယ်ခင်ဗျာခုမြင်တွေ့ခဲ့ရတာကတော့ ချင်းပြည်နယ်ဖလန်းမြို့အနီးတော်မှာရှိတဲ့မတူကွဲပြားတဲ့ဘာသာတရားတွေနဲ့တူငင်းငန်းဆောင်ရှင်တွဲနေတဲ့အကြောင်းလေးကိုကျွန်တော်တို့ရိုက်ကူးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းမြန်မာနိုင်ငံနေရာဒေသတွေမှာရှိတဲ့မတူကွဲပြားတဲ့ဘာသာတရားတွေနဲ့တူငင်းငန်းဆောင်ရှင်တွဲနေတဲ့အကြောင်းလေးကိုကျွန်တော်တို့တို့ပြည်တို့မြေကတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျာ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအောင်ထုံးမြင်ပါခင်ဗျာ။